ော်ဒီနေ့ laptop ပေါ့နော် PC တွေမှာကျွန်တော်တော့တုံးလို့ကောင်းတယ်ပေါ့နော် VPN လေးအကြောင်းကျွန်တော်ဒီနေ့ share လေးလုပ်ပေးမယ်အဲ VPN နဲ့ PC မှာပေါ့နော်တုံးလို့ကောင်းတဲ့ VPN တွေအများကြီးရှိပါတယ်ဒါပေမဲ့ဒီ VPN လေးကလည်းကျွန်တော်တို့ PC မှာတော်တော်လေးအသုံးလို့အဆင်ပြေပေါ့နော်ဒီကောင်လေးက PC အတွက်တင်မဟုတ်ဘူးကျွန်တော်တို့ဖုန်းတွေအတွက်ပါအဆင်ပြေတယ်ပေါ့နော်ဒီ VPN လေးကိုကျွန်တော် free ရတဲ့ VPN လေးပေါ့နော် download လဲဆွဲလို့အဆင်ပြေတဲ့ VPN လေးအကြောင်းကျွန်တော်ဒီနေ့ share လေးလုပ်ပေးမယ် ဒီ VPN လေးကကျွန်တော်တို့ဟာဒီမှာကျွန်တော်တို့ speed dot ဆိုရဲဒီမှာ VPN လေးပေါ့နော် speed dot ဆိုရဲကျွန်တော် VPN လေးအဲ့ VPN လေးကိုကျွန်တော်ဒီနေ့ download ဆွဲနည်းလေးရဲကျွန်တော်တို့အသုံးပြုပုံလေးရောကျွန်တော်ပြပေးမယ်နော်။ဒါဆိုရင်ကျွန်တော်ဒီ speed dot VPN လေးကိုကျွန်တော်တို့ download ဆွဲဖို့အတွက်ကိုကျွန်တော် Google Chrome မှာတွားလိုက်မယ်နော်။ပြီးကျွန်တော်ဒီမှာ speed dot လို့ရိုက်ထည့်လိုက်မယ်။ s p e e မှာ speed dot VPN ပေါ့နော်။ speed.pbn ကျွန်တော် copy c တွက်တခါတောင်းမယ်နော် abd speed. ဒီမှာ speed.pbn for pc အတွက်ဆိုပြီးကျွန်တော်ကြာလိုက်နော်အဲ့အလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်နှိပ်ပြီးရင်ဒီမှာကျွန်တော် speed. ဆိုရယ်ဒါလေးရှိရနော်ဒီထဲကိုကျွန်တော်တို့ဒီ website ထဲကိုကျွန်တော်ထပ်ဝင်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာ copy pbn ဆိုရယ်ဟာလေးရှိရနော်ဒီပုံစံလေးပေါ့နော်ဒီကဒီလိုပုံစံလေးကြာမယ် free vpn make simple ဒီမှာเนาะကျွန်တော် gap free vpn ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ချက်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးရင်ကျွန်တော်တို့ android လား iOS တွေလားဒါမှမဟုတ် Windows တွေလားပေါ့နော်ကျွန်တော်တို့ Windows တွေဖြစ်တဲ့အတွက် Windows ကိုကျွန်တော်တို့နှိပ်လိုက်မယ်နှိပ်ပြီးရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ download ဆွဲနေလိမ့်မယ်ပေါ့နော်ကျွန်တော်ဒီမှာသူ download လေးဆွဲနေပေါ့နော်ဒီမှာကျွန်တော်ဒီမှာနှိပ်ကြည့်လို့ရတယ်နော်ဒီမှာ speed.vpn ကျွန်တော် download လေးဆွဲတာအဲဒါဆိုရင်ကျွန်တော်တို့ပြီးသွားပြီပေါ့နော် Mac ကလည်း73 Mac ပဲရှိရနော်73 Mac ပဲရှိတယ်ကျွန်တော်ဒီမှာဒါလေးပေါ့နော်ဒါလေးကိုကျွန်တော်တို့ဖိုင်ထဲကိုကျွန်တော်ဝင်ကြည့်လိုက်မယ် ီမှာ speed dot ပေါ့နော်ကျွန်တော်တို့ဒါလေးယာကြီးဒါလေးကိုကျွန်တော်တို့တခါရဲ install မောင်းမယ်ပေါ့နော်ဒီမှာဒီမှာကျွန်တော်တို့နှိပ်ပြီးတော့တခါရဲ install မောင်းမယ်ကျွန်တော်တို့ဒီမှာ run ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်မယ်ကျွန်တော်ခဏလေးမနှိပ်ခင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီကနှိပ်ပြီးတော့ကျွန်တော်တို့ firebug ပေါ့နော်ကျွန်တော်တို့ဒီ window security ကိုကျွန်တော်တို့ပိတ်ပြင်မယ်နော်ဒီမှာကျွန်တော်ဒီကနှိပ်ပြီးတော့ဝင်မယ်ကျွန်တော်ဒီနားလေးကို icon လေးကိုကျွန်တော်နှိပ်လိုက်ရင်ဒီမှာရှိရဟာလေးပေါ့နော် window security ဆိုတဲ့ဟာလေးကိုနှိပ်လိုက်နှိပ်ပြီးရင်ကျွန်တော်တို့ဒီမှာခုနပထမဆုံးကျွန်တော်တို့မြင်တဲ့ ဒီထက်မှာပေါ့နော်ဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်တို့ချက်နှိပ်လိုက်မယ်နှိပ်ပြီးရင်ကျွန်တော်ဒီအောက်မှာ money setting ဆိုတာရှိရနော်ဒါလေးကိုကျွန်တော်တို့ဒီ money setting နဲ့ဝင်ဝင်ပြီးကျွန်တော် real time protecting ဆိုတဲ့ဟာကိုကျွန်တော်တို့တစ်ချက်နှိပ်ပြီးတော့ပိတ်ပေးထားလိုက်ပါနော်ပြီး yes ပေးလိုက်ပါနော်ကျွန်တော်တို့ okay နှိပ်မယ်ကျွန်တော် i accept the agreement ကိုကျွန်တော်တို့နှိပ်မယ်နှိပ်ပြီးရင်ကျွန်တော် next ကိုနှိပ်မယ်နော်ကျွန်တော်ပြီးရင် create a desktop shortcut ဆိုတာဒီမှာအမှန်ကြီးလေးပေးထားရဲကျွန်တော် shortcut မှာ တင်မယ်ပေါ့နော် install လုပ်မယ်ဒါဆိုရင်ကျွန်တော် finish ပေါ့နော် finish ပြီးသွားပြီပြီးသွားပြီဆိုတော့ကျွန်တော်အဆင်ပြေပေါ့နော်ဒါလေးကိုဒါဆိုရင်ကျွန်တော်တို့ဒီမှာဒီကောင်လေးကိုကျွန်တော်မောင်းမယ်ပေါ့နော်ကျွန်တော်ဒီတိုင်းလေးပေါက်လေးပွင့်လာပြီဆိုရင်ကျွန်တော်တို့ဒီမှာအပေါ်မှာနော် contact ဆိုတာရှိတယ်အဲ့ဒါလေးကိုကျွန်တော်တို့ connect ဆိုတာလေးကျွန်တော်နှိပ်လိုက်မယ်နော် connect ဆိုတာ နော်ဒီမှာကျွန်တော်တို့ connect ဆိုရက်နော် connect တင်မိသွားပြီပေါ့နော်အစိမ်းရောင်လေးပြပြီဆိုရင်ကျွန်တော်တို့ connect တင်မိသွားပါပြီဒါဆိုရင်ကျွန်တော်တို့ Facebook ဖွင့်ကြည့်အောင်ပေါ့နော်ဒီမှာကျွန်တော်တို့ Facebook ကျွန်တော်တို့ကောင်းကောင်းပွင့်သွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ Facebook တုံးလို့ရပါပြီ။ဒီ VPN လေးကကျွန်တော်တို့ လိုင်းကြနေတော့မဟုတ်နော်လိုင်းကြနေတော့ကျွန်တော်တို့တုံးရတာအဆင်ပြေပါတယ် desktop မှာပဲဖြစ်ဖြစ် laptop မှာပဲဖြစ်ဖြစ်ဖုန်းမှာပဲဖြစ်ဖြစ်ဒီ speed of vpn လေးကကျွန်တော်တို့အဆင်ပြေရနော်ဒါကြောင့်မို့ကျွန်တော်ဒီနေ့ speed of vpn လေးကြောင့် sharing လုပ်ပေးခြင်းဖြစ်တယ်အားလုံးလည်းအဆင်ပြေကြလိမ့်မယ်လို့ချင်ပါတယ်အားလုံးလည်းအဆင်ပြေကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လို့အသိရင်လည်းကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားပါအောင်လို့နော်